မြားစွာသောယန္တုဝိထုနဂရံယထာအစကြည့်သောဤတရားဒေသနာတော်ကိုမြတ်စွာဘုရားသည်ဇေတဝန်ကြောင့်တော်၌နေတော်မူသည်မြားစွာသောအာဂန္တုက ဖြစ်ကုန်သောယန္တုကိုအကြောင်းပြု၍ဟောတော်မူလေ၏ထိုယန္တုသည်တခုသောပိသန္တရေ၌ဝါကပ်ပြီးလျင်ရှေးဥသွားသောကာလ၌ရှမ်းသာသောနေကြကုန်တည်းအလေဖြစ်သောကာလ၌ခိုးသူတို့သည် လာကြ၍ထိုယန္တု၏ဆုံးခံရွာတို့ကိုတိုက်ခတ်ဖျက်ဆီးပြီးလျင်၃၀၀လူတို့ကိုဖမ်းယူ၍ သွားကြလေကုန်၏ထိုအခါမှအစ၍လူတို့သည်ခိုးသူတို့ကိုတားမြစ်ရှင်းကြငါထိုပိဿံတိရိမြို့ကိုပြုပြင်ကြရကုန်သဖြင့်ထိုရန်တို့ကိုယူသေးသောလှုပ်ကြွေးစည်းကပ်ရှင်းကအခွင့်ကိုမရနိုင်ကြကုန်ထိုရန်တို့သည်မရှမ်းမသာဆင်းရဲလာသောဝါတွင်းပလုံးနေပြီလျင်ဝါကျိုးလက်ကုန်သည်ရှိသောမြတ်စွာဘုရားအဖူးမြင်ခြင်းငါတာဝတိပြည်သို့သွား၍မြတ်စွာဘုရားကိုရှင်ကိုပြီလျင်တင်းရန်လျောက်ပဲသောရဲ၌နေကြလေကုန်၏စစ်တား၍၎င်းဓာပြတား၍၎င်း အရှင်လက်လက်ဖမ်းယူသွားအပ်တော်သူတို့ကို300လူတို့ဟုခေါ်သည်မြတ်စွာဘုရားသည်ထိုအာဂန္ဓုကယန္တုနှင့်အတူတကွအစိသက်တကားပြောကြားလက်ပြီးသည်ရှိတော်ရှင်သာယန္တုအတုနီးချမ်းသာသောနေကြရကုန်၏လောဟုမေးမြန်းတော်မူသောကြောင့်မြတ်စွာဘုရားတပည့်တော်တို့သည်ရှေးဥသွားသောကာလ၌ရှမ်းသာသောနေကြရပါကုန်၏အလေဖြစ်သောကာလ၌ခုသူတို့သည်ရွာကိုတိုက်ခတ်ဖျက်ဆီးကြပါသည် ထိုကမှသာ၍လူတို့သည်မြို့ကိုပြည်ပင်ကြကုန်သောကြောင့်ရိုသေးသောလှုပ်ကြွေးစည်းကရှင်းကအခွင့်ကိုမရကြပါထိုကြောင့်ချမ်းသာသောဝါရင်းပလုံးမหนีကြရပါဖရာဟုနာတော်လျှောက်လန့်သောရှင်သာယံတို့သင်တို့သည်ထွေရလေးပါမကြံ့ကြကုန်လင့်ရှမ်းသာသောနေရချင်းမြည်သည်ကိုအခါခသိမ်းရနိုင်၏ယဟန်မြည်သည်ကထိုလူတို့သည်မြို့ကိုလုံကြုံအောင်ဖောက်ရှောက်ကြကုန်တကဲ့သို့ဤအတူအတ္တဘောဂုသာလင်းလုံကြုံအောင်ဖောက်ရှောက်ခြင်းငါသင်လျောဤဟုမိန်တော်မူ၍ဤဂါထာကိုဟောတော်မူလေ၏ နဂရံယထာပိသနံဂௌတံတန္တရဘာဟိရံဧဝံကောပိထာအတ္တာနံခနောဝောမာဥပိသကာခနာတိဒါဟိသောသန္တိနိရယမိသမပိတာပိသန္တံအစွန်ပြေသောနဂရံမြို့ကိုတန္တရဘာဟိရံအတွင်အပနှင့်တကားကုတံယထာလုံကျောင်းအောင်ပြုတကယ်သို့အေယုံဤတုအတ္တာနံမိမိကိုယ်ကိုကောပေထာလုံကျုံစေကုန်လော ရှိသားရန်တို့ထိုလူတို့သည် ထိုအစွန်ဖြစ်သောမြို့တကားတတိုင်းသာသည်ပြုကုန်လျက်အတွင်းနှင့်တကွာ၎င်းပြာအိုကျုံသာသည်တို့ကို ခိုင်းခတ်အောင်ပြုကုန်လျက်အပနှင့်တကွာ၎င်းဤသို့အတွင်းပါနှင့်တကွာလုံးကျုံကောင်းစွာလုံးကျုံအောင်ပြုပြီးတကယ်သို့ထိုအတူတင်ရှိသားတို့သည်လည်းတတိကို ဖြစ်သေးလျက်ဧသတိကဒွါရ၆ဒွါရတို့ကိုပိတ်သည်ဖြင့်တကားသောတတိကိုတကားသောတတိကိုမလွတ်မူ၍၎င်း ထိုဧသရိကဒွါရတို့သည်ထိုတို့အာယုံဖြစ်ဖြင့်ယူအပ်ကုန်သောရှောက်ပါသောဗာဟိရအာယရဏတို့ကိုလည်းခိုင်ခတ်အောင်ပြုလျက်ထိုဗာဟိရအာယရဏတို့မဝင်လာသိမ့်သောငါတကားဆောင်တတိကို မပေမူ၍၎င်းလဲ့လေကမိမိကိုယ်ကို လုံခြုံအောင်စောင့်ကြရမည်ဟုလို။ဟောသင်တို့ကိုခန္တော်ဖျားရှင်ပွင့်တော်မူရာ ဖြစ်သောအချိန်ကာလသည် မာဥပေစကားမလွန်စေလင့်ဤသို့မိမိကိုယ်ကိုမဆောင်ချောက်သောပုဂ္ဂိုလ်ကို ဤဖျားပွင့်တော်မူရာဘုရုဘုရုဗုဒ္ဓဥပါဒခဏသည်၎င်းမေသိမဒေသ၌ဖြစ်သောခဏသည်၎င်းတမာဒိဋ္ဌိကိုရသောခဏသည်၎င်းအာယရဏ၆ပါးတို့ဤမရှုတည်သောခဏသည်၎င်းဤအလုံးစုံသောခဏသည်လွန်သွားတတ်ဤထိုခဏသည်သင်တို့ကိုမလွန်ပါစေနှင့်ဟုလိုဟိထိုသကားအသင့်သောခီနာတီတံဘုရုပါဒဗုဒ္ဓဥပါဒခဏကိုလွန်ကြကုန်သောပုဂ္ဂိုလ်တို့သည် နေရယမီငရဲ့နိုင်သမပီကားကြာရောက်ကုန်သည်ကြာရောက်ကုန်သည်ဖြစ်၍သောသန္တိဆိုရင်ကြာရောက်ကုန်၏ဒေသနာတော်၏အဆုံး၌ထိုအာဂန္ဓုကယဟန်တို့သည်ထိန်လန်းခြင်းရှိကုန်သည်ဖြစ်၍အရဟတဖို့၌တည်ကြလေကုန်၏များစွာသောယဟန်တို့ဝိထုပြီ၏အလုံးဘေးပြာဝေးကွာ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါသည်